ရုရှားသမ္မတပူတင်နဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ဟာအပြန်အလှန်နားလည်မှုရရှိခဲ့ပြီးယုံကြည်မှုကိုတည်ဆောက်နိုင်ကြတယ်လို့ Kremlin နန်းတော်ကထုတ်ပြန်ခဲ့ကြောင်းရိုက်တာကဖော်ပြခဲ့ပါတယ်။ကောင်ဆောင်နှုတ်ဦးဟာဆိုရစွာထိခိုက်ခဲ့တဲ့အမေရိကန်ရုရှားဆက်ဆံရေးကိုတဆင်ချင်းစီပြန်လည်ထိန်းသိမ်းမှုဆုံးဖြတ်ခဲ့တယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။ပူတင်နဲ့ထရန့်တို့ဟာမလ၁၈ရက်ကဖုန်းနဲ့ဆက်သွယ်ပြောဆိုခဲ့ပြီးပူတင်ကယူကရိန်းရဲ့စွမ်းအင်အဆောက်အဦတွေကိုတိုက်ခိုက်မှုကိုယာယီရနာဖို့သဘောတူခဲ့တယ်လို့ Kremlin ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov ကပြောကြားခဲ့ပါတယ်။ဒါပေမဲ့ထရန့်ကအဆိုပြုပေးခဲ့တဲ့ရုရှား ရင်ရပ်ပေါင်း30ကြာအပြည့်ခတ်ရစဲရေးကိုအတည်ပြုဖို့ပူတင်ကညှင်းဆိုခဲ့တယ်လို့ဘတ်စကော့ဖ်ကပြောပါတယ်။ယုံကြည်ချက်အပြည့်နဲ့ကျွန်တော် ပြောနိုင်တာကတော့တမရပူတင်နဲ့ထရန်တို့ဟာတယောက်နဲ့တယောက်ကောင်းမွန်စွာနားလည်ထားကြပြီးတယောက်နဲ့တယောက်ယုံကြည်ကြပါတယ်။ပြီးတော့ရုရှားအမေရိကန်ဆက်ဆံရေးကိုလည်းတဆင့်ချင်းစီပြန်လည်ထူထောင်ဖို့ပူးပေါင်းဆောင်ရွက်သွားကြနေကြပါတယ်လို့ဘတ်စကော့ဖ်ကပြောပါတယ်။နိုင်ငံတမရနှစ်ဦးကြားတိုက်ရိုက်ဖုံးဆက်သွယ်မှုနဲ့ဗီဒီယိုဆက်သွယ်မှုကအရေးကြီးကြောင်းအရင်အမေရိကန်တမရဂျိုးဘိုက်ဒန်လက်ထက်ကတော့အဲ့လိုဆက်ဆံမှုတွေမရှိတဲ့လောက်နေပါခဲ့ကြောင်းလည်းဘတ်စကော့ဖ်ကပြောပါတယ်။ရုရှားနဲ့အမေရိကန်ဟာအရင်ကြီးမ တဲ့နိုင်ငံတွေဖြစ်ပါတယ်။အရင်အမေရိကန်အစိုးရလက်ထက်ကတော့ဆက်ဆံရေးတွေပျက်စီးခဲ့ရပါတယ်လို့သူကပြောပါတယ်။နှစ်နိုင်ငံတန်တမန်ဆက်ဆံရေးကို ပြန်လည်ထိန်းသိမ်းဖို့သမ္မတနှစ်ဦးရဲ့ဆန္ဒနဲ့အညီအချိန်ယူကြိုးပမ်းရမှာဖြစ်ကြောင်းလက်ရှိမှာသမ္မတနှစ်ဦးကဆက်ဆံရေးတွေကို ပြန်လည်ထိန်းသိမ်းဖို့ပြင်ပြတဲ့ဆန္ဒရှိနေတာကြောင့်အကောင်းဆုံးအမခန့်ချက်ရှိနေကြောင်းပက်စကော့ဖ်ကပြောကြားခဲ့ပါတယ်။အမေရိကန်နဲ့ရုရှားအကြားနောက်ထပ်တစ်ကြိမ်ထိတွေ့ဆက်ဆံမှုတွေပြုလုပ်မဲ့နေဆွဲတွေနဲ့ပုံစံအနေထားကိုတော့မကြမီသဘောတူညီမှုရရှိလိမ့်မယ်လို့လည်းခရမလင်ပြောရေးဆိုခင်ရှိသူကပြောကြားခဲ့ပါတယ်။